ဒါအရေးကြီးဆုံးပက်ကေ့ပေါ့တိတက်စင်ကက်ကင်ထားတဲ့လူတိုင်းကဒီပက်ကေ့ကိုမဖြစ်မနေဝယ်ထားတဲ့နဲ့ဘာလို့လဲဆိုတော့တိတက်အသုံးပြုနည်းနဲ့စမတ်ဝယ်နည်းနဲ့ဖြန့်နည်းလေးကိုပြောပြပေးပါမယ်ဖြစ်ပါတယ်။ install ကတိတက်လို့ရရှာလိုက်ပြီးတော့ install လုပ်လိုက် open နဲ့ဝင်လိုက်အဲဆိုရင်အများဘက်ဘောတောင်းလေးရွေးလိုက်ပြီးတော့မြန်မာဘာသာပြောင်းလိုက် Okay ပြီးရင်အောက်ကကြော်မြီဆိုတဲ့အရာလေးကိုနှိပ်လိုက် ပြီးရင် login နဲ့ပါဘူဆိုင်းအင်လုပ်မယ်။ကျွန်တော်ကဖုန်းနံပါတ်ကိုရိုက်ခဲ့မယ်။ပြီးရင်ကျွန်တော်တို့ login နဲ့လိုက်မယ်။ Okay ကုတ်လေးလုံးကရိုးရိုးမဆေးပို့ပါလိမ့်မယ်။အငါနောက်ဆုံး၄၆နှစ်က password လေးထည့်လိုက်မယ်။ KK application မှာဘာသာစကားမပြောင်းသေးဘူးဆိုရင်ကျွန်တော်ဒီအောက်က set 30ကိုနှိပ်လိုက်မယ်။ပြီးရင်အောက်ဆုံးက setting ဒီ set 3လေးကိုနှိပ်လိုက်မယ်။ Okay ပြီးရင်အောက်ဆုံးအကြောင်းတက်နှိပ်မယ်။ ကဲပြီးရင်ဒီမှာဘာသာစကားမြန်မာဘာသာဆိုမြန်မာဘာသာယူမယ်ကဲပြီးရင်ပြန်ထွက်လိုက်မယ်ကဲပြီးတော့မူလနေရာပြန်သွားလိုက်မယ်ကဲပြီးရင်ကျွန်တော်တို့ကဝယ်ထားတဲ့ပက်ကေ့တွေကြည့်ချင်တာပဲဖြစ်ဖြတ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အချက်လက်ထဲဝင်ရင်မယ်โอเคကျွန်တော်ကပက်ကေ့ဖြတ်မှဆိုရင်ဒီအမိုက်ပုံးလေးကိုနှိပ်မယ် ပြီးရင်အခုချက်ချင်းကိုနှိပ်မယ် okay အဲ့ဒါဆိုရင် အပက်ကြီးပြတ်သွားလိမ့်မယ် okay ကျွန်တော်တော့ဒါဆန်းဖြတ်ပြတာပါကိုမလိုတဲ့ပက်ကြီးတွေအကုန်လုံးမျိုးဖြတ်လို့ရတယ်ဒါကတော့ကျွန်တော်မတုံးလို့ကျွန်တော်ဖြတ်တာပါအဲအတုံးလို့တဲ့လူတွေမဖြတ်လည်းရပါတယ်ဒါအရေးကြီးဆုံးပက်ကြီးပေါ့ဒီပြီးရင်ကျွန်တော်ဒီဂျိုင်ဒီရန်နက်ကို application နဲ့နေဘယ်လိုဝယ်ပြီးရက်တူလဲဆိုတာလေကျွန်တော်ပြပေးမယ် Okay. ဒါအရေးကြီးဆုံးပက်ကေပေါ့ဒီတက်စင်ကက်ကင်ထားတဲ့လူတိုင်းကဒီပက်ကေကိုမဖြစ်မနေဝယ်ထားတင်တယ်ဘယ်ချင်းနေမှာပဲဖြစ်ဖြစ်တခြားစမတ်တွေပြတ်သွားတဲ့ခါကျရင်စမတ်တခြားစမတ်တွေမရှိတဲ့ခါကျရင်အင်တာနက်ကိုကဖွင့်မိတယ်သုံးမိတယ်ဆိုရင်ဟိုအကေဘေးမစားတော့ဘေးမဖြတ်တော့ဘာလို့ဒီအရန်နဲ့ရှိနေလို့အရန်နဲ့ရှိတဲ့အတွက်လိုင်းကတော့အရန်နေနေလိမ့်မယ်ဘေးကတော့ညော့မှာမဟုတ်ဘူးအဲ့တော့အဲ့အရန်နဲ့လေးကို ဘလို့ရက်တိုးပြီးဝယ်ရလဲဆိုတာလေးပြပေးမယ်။ Okay ဒီကြိုင်ဒီဖုံးငွေချေးတွေဝင်လိုက်ပါ။အားလုံးကြည့်ရင်နှိပ်လိုက်ကအားလုံးကြည့်ရင်။ Okay ပြီးရင်ဒီမှာကြိုင်ဒီအရန်နဲ့ရှိတယ်။အဲဒါဝင်လိုက်ပါ။အဲဒီအောက်မှာရှောင်းညီဆိုတာလေးရှိတယ်။ရှောင်းညီကိုနှိပ်လိုက်ပါ။တခါဝယ်10ဘက်ဖြတ်တယ်15ရက်ရတယ်โอเคတခါဝယ်ပြီးပြန်ထွက်လိုက်မယ် တော့နောက်တစ်ခါထပ်ဝင်မယ်။ Okay နောက်တစ်ခါထပ်ဝင်မယ်။အဲ့ဒါဆို15ရက်နှစ်ခါဆိုရင်ရက်30ရမယ်။ Okay အဲ့ဒါဆိုရင်ပြန်ထွက်လိုက်မယ်။တော့ငကိုပါ8ရက်ရှိတယ်။ဝယ်လိုက်တော့နှစ်ခါဝယ်လိုက်တော့ရက်30ပေါင်းပါတယ်38ရက်ဖြစ်သွားတယ်။ Okay အဲ့ဒါဆိုရင်အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။ အောက်ဆုံးမှာဗီစာနေတဲ့ဝန်ဆောင်မှုတွေဖြတ်တာလည်းပြပေးပါမယ်။အောက်ဆုံးမှာ digital ပစ္စည်းနဲ့ဝန်ဆောင်မှုများကျွန်တော်တို့ဝယ်ထားမိတယ်၊ချိတ်ထားမိတယ်ဆိုရင်ကျွန်တော်တို့ဘေးဒီစားရတာတွေဖြစ်တတ်ပါတယ်။အဲ့ဒါကိုဘယ်လိုပိတ်မလဲဆိုတာကိုကျွန်တော်ပြပေးပါမယ်။အဲ့ဒါဆိုရင် star 730ဖုန်းခေါ်ပါပြီးရင်နှစ်နှိပ်ခိုင်းတဲ့နေရာရောက်ရင်နှစ်နှိပ်ပြီးဒီပြူကိုတစ်ထပ်နှိပ်ခိုင်းမယ်နှိပ်လိုက်ပါဒါဆိုရင်ရပြီ။ကဲဒီတဲ့အထက်ထပ်ဝင်နေစစ်ကြည့်လိုက်လို့စာအေးရှိသေးတယ်အစိမ်းအောင်လေးဖြစ်နေသေးတယ်ဆိုရင် စတာတုံခုံထက်ခေါ်ပြီးခဏနားထောင်ပြီးတင်နေပါအတီးပြူဖို့တထန်တိတ်ခိုင်းမယ်နှိပ်ပါဒါဆိုရင်ရပါလိမ့်မယ်အကယ်၍မိတ်ဆွေရဲ့ကက်ကဘေးဒီအလိုလျောက်ချီးနေမယ်ဆိုရင်တော့စတာ115စတာ1 hash ကိုခေါ်ပြီးတော့ပိတ်ပေးပါအဲ့ဒါဆိုငွေအလိုလျောက်ချီးတာပိတ်သွားပါလိမ့်မယ်ကိုဗီဒီယိုလေးကမိတ်ဆွေတို့တက်အောင်တဲ့ရဆိုရင်တော့ like comment share နဲ့တငယ်ချင်းတွေကိုလည်းအသိပြအောင်မျှဝေပေးပါအားလုံးကျေးဇူးများတင်ပါတယ်